2025-26ဘောလုံးရာသီရဲ့ပရီးမီးယားလိပွဲချိန်စရာပေါ်ထွက်လာခဲ့ဖြစ်ပါတယ်။ မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူကနေကြိုးတူပါရယ်ကျွန်တော်ကိုခင်းပါရင်ခုန်စိတ်လို့ရှားစရာကောင်းတာတွေတိတ်မချခင်အခြေအတွေကျွန်တော်တို့ခံစားရပါတော့ကျွန်တော်တို့အားလုံးမျောလင်းတောင်းတနေကြတဲ့ပရီးမီးယားလိပွဲစဉ်တွေရဲ့ဇယားရေးဆွဲမှုကတော့အတီးပြုတ်ပြီးတော့ပေါ်ထွက်လို့လာခဲ့ဖြစ်ပါတယ်ဆော့အသင်းတသင်းချင်းစီရဲ့တနည်းအားဖြင့်ပြိသက်အားပေးမှုများတဲ့အသင်းတွေဖြစ်တဲ့ Chelsea Manchester United Arsenal Man City လီဗာပူးစတဲ့အသင်း၅သင်းရဲ့တသင်းချင်းစီတရာဒီလုံးတွေ့မဲ့ကန်ရမဲ့ပွဲစဉ်ဇယားရေးဆွဲမှုအနေထားတွေကိုကျွန်တော်ဗီဒီယိုတပုတ်ချင်းစီသုံးသပ်ဆွေးနွေးမှု လုပ်ပေးပါမယ်။လောလောဆယ်တော့ပရီးမီးယားလိပွဲစဉ်၁မှာဘယ်အသင်းတွေထိတိုက်တွေ့ဆုံနေတယ်၊ဘယ်အချိန်မှာရှင်ပြိုင်ကစားဖို့ရှိနေတယ်လဲဆိုတဲ့အပိုင်းကိုပဲအဓိကထားဆွေးနွေးသုံးသပ်သွားပါမယ်။လောလောဆယ်တော့ကျွန်တော်ညီကိုလေတိတဲ့တိုင်းပဲကိုအားပေးတဲ့အသင်းတွေရဲ့ပွဲစဉ်ဇယားရေးဆွဲမှုအခြေအနေကဘလို့ရှိသလဲပွဲအစဘယ်နှပွဲလောက်ထိပွဲချက်တွေရင်းစ ဆိုင်နေရတယ်လေအားလုံးလည်းသိပြီးပြီဖြစ်မယ်လို့ထင်ပါတယ်မန်ချက်စတာယူနိုက်တက်အာစနယ်စတဲ့အသင်းတွေကတော့အဖွင့်ပွဲစဉ်တွေမှာပွဲချက်တွေရင်ဆိုင်နေရတာပါကျွန်တော်ပြီးမှနော်တီးတန့်လေးတုံးသက်ပေးပါမယ်ဆိုတော့အရင်ပြောချင်တာပရီးမီးယားလိနဲ့တော့မဆိုင်ဘူးပေါ့နော်ပရိသတ်ရဲ့စိတ်ဝင်စားတဲ့ဟိုဘောလုံးပွဲတော်နမန့်တွေရဲ့အကြောင်းကိုကျွန်တော်အရင်ဖြည့်ပြောချင်တယ်ဒီလိုပြောပြီးဆွေးနွေးတဲ့အခါကျမှပရီးမီးယားလိရဲ့တန်ဖိုးကိုကျွန်တော်တို့မြင်ရမှာအခု FIFA Club World Cup ရာသီဟိုမသိန်းခင်တော့ ကျွန်တော်တို့မျှော်လင့်ခဲ့ကြတာဒီ FIFA Club World Cup ကဘာပဲပြောကျွန်တော်တို့ပြင်းရည်နေမှုတွေကိုနော်ဘောလုံးပွဲတွေမရှိတဲ့အတွက်စိတ်ပြတ်နေမှုတွေကိုအ ਨੇ နဲ့အများကျွန်တော်တို့အာတီတဖြည့်ပေးနိုင်မယ်လို့ထင်ခဲ့တာတိုးတော့တကယ်တမ်းကစားတဲ့အခါကျတော့လက်ရှိအချိန်ထိပရိသတ်ကလည်းအာတီတတိတ်ပြီးတော့မပြင်းပြဘူးသူတို့နိုင်ငံက American ပရိသတ်တွေဒီပင်လျင်ဒီပွဲတွေပေါ်မှာကိုင်းနဲ့ဝင်ရောက်တွားကြည့်ဖို့အတွက်တိတ်ပြီးတော့ fee မရှိဘူးလားမသိရုပ်တံကကြည့်တာတပိုင်းပေါ့ဗျာအဲ့တော့ Chelsea ပွဲစဉ်ဆိုရင်ကိုင်းနဲ့ဝင်ရောက်ကြည့်ခဲ့တဲ့ပရိသတ်ကတော်တော်လေးကိုနေပါ ါ်ခဲ့တယ်။ရုတ်တရက်နေကြည့်တဲ့ပရိသတ်ကတော့ဟိုစံချိန်တင်ကြည့်ရှုမှုဖြစ်ခဲ့တယ်။ဒါမဲ့လေကွင်းထဲကြီးဝင်ပြီးမကြည့်တဲ့အခါပရိသတ်မရှိတဲ့အခါရုတ်တရက်ကြည့်တဲ့သူပဲဖြစ်ဖြစ်ဘောလုံးကွင်းထဲမှာတကယ်ကိုယ်တိုင်ကိုယ်ကျကန်နေရတဲ့ဘောလုံးသမားတွေပဲဖြစ်ဖြစ်ဒါကြီးကအစင်မပြေဘူးဗျ။ဒါတော့မှ FIFA Club World Cup ဒီပုံတံအတွင်တဲ့နဲ့ပရိသတ်စိတ်မဝင်စားဝင်စားအောင်လုပ်ထားတဲ့တော်နမန့်တစ်ခုပါ။အသင်းတွေကိုလည်းတပွဲချင်းစီအာယုံစိုက်ကန်နိုင်ဖို့ပတ်စံတွေအများကြီးပေးထားတဲ့ပြိုင်ပွဲကြီးပါ။သို့တော့အခုအစပွဲစဉ်တွေကြည့်တာကတော့နော်ထင်သလောက်မအ 报名了呗。Oh, ပြောရမှာပေါ့လေတိုးတော့ပွဲပြီးသွားတဲ့အချိန်ကျရင်ဘာဖြစ်မလဲတော့တစ်ချက်စောင့်ကြည့်ရပါမယ်။ဘာကြောင့်လဲဆိုတော့ round 1ပဲရှိသေးတယ်။ရှုံးထွက်အဆင့်နေကြရင်ပြိသက်အားဘလို့နေမလဲဘလို့အချိန်နေရှိမလဲဒါကကျွန်တော်တို့ဟိုလေ့လာအကဲဖြတ်ချင်းစရာပါ။ဒီလိုမှမဟုတ်ဘဲနဲ့လာကြည့်တဲ့သူကရှုံးထွက်ပွဲစဉ်တွေမှာလည်းနဲနေတယ်ဆိုရင် FIFA Club World Cup ကမအောင်မြင်လို့ပဲပြောရမှာပါ။အဲ့တော့ပြောချင်တာ FIFA ကကြီးမှုကျင်းပတဲ့ဒီလိုပြိုင်ပွဲကြီးတပွဲတော့မအောင်မြင်ပေမဲ့ Premier League ကတော့ပြိသက်အားပေးမှုကရှေ့ကြီး။ကျွန်တော်တို့ကမလာသေးဘူး Premier League ပွဲတွေမလာသေးဘူး။ပွဲစဉ်စရာထွက်လာတာ နဲ့ဖြက်ဖြက်လူးနေပြီကျွန်တော်ညီကိုတွေမပြောတဲ့ကျွန်တော်တော့ဒီပွဲစဉ်စရာထွက်လာတာနဲ့အာငါတို့ပရီးမီးယားလိပွဲတွေကိုပြန်ကြည့်တော့မယ်နော်ပြန်ကြည့်ရတော့မယ်ဆိုတော့အနံ့လေးတွေအရသာလေးကျွန်တော်တို့ရရနေအဲ့ဒီခါကျတော့ပရီးမီးယားလိရဲ့တန်ဖိုးပရီးမီးယားလိရဲ့ဆွဲဆောင်နိုင်မှုကကျွန်တော်တို့ဘောလုံးပရိသတ်တွေအတွက်အဖိုးမဖြတ်နိုင်အောင်ပဲဖြစ်ပါတယ်ခင်ဗျ။โอเคကျွန်တော်ပရီးမီးယားလိပွဲစဉ်1အဖွင့်ပွဲကတော့လက်ရှိချန်ပီယံလီဗာပူးလ်နဲ့တက်ပြတ်သွားပြီဖြစ်တဲ့ဘုံမောက်တို့ရှင်ပြိုင်ကစားမှာ ဖြစ်ပါတယ်ခင်ဗျဒီပွဲစဉ်ကိုတော့တောက်ကြညတနာ yı ခွဲတနည်းအားဖြင့်စနေမနက်တနာ yı ခွဲမှာရှင်ပြိုင်ကစားစီမှာဖြစ်ပါတယ်လီဗာပူးရဲ့အန်ဖီမှာဘုံမောက်ကတွားရောက်ရှင်ပြိုင် ရင်ဆိုင်ကစားမှာပါဘုံမောက်အနေနဲ့ around ola တယောက်ပဲရှိတော့တယ်အရင်တော့ဘုံမောက်ကိုပြင်မြင်ရဖို့မရှိပါဘူး milos carcass အနေနဲ့ liverpool ကိုပြောင်းရွှေ့ပြီးသွားတဲ့အချိန်မှာအသင်းဟောင်းကိုပထမဆုံးပွဲစဉ်တက်မှာပဲပြန်လဲရင်ဆိုင်ရမယ်အခြေအနေမျိုးလည်းဖြစ်ပါတယ်ဒါကာကက်စ်လီဗာပူးကိုပြောင်းပစ်ခဲ့ရင်ပြောတာနော်ဆိုတော့တခြားကစားသမားတွေလည်းဘုံမောက်မှာမရှိတော့ဘူးစပါညီက PSG နဲ့သဘောတူညီမှုရသွားပြီးတိတ်မကြခင်အချိန်တွင်ပြောင်းမယ်လို့ကျွန်တော်သိထားတယ်ဒါအပြင်ဒင်းနျူဆန်ကလည်းရီယယ်မက်ဒရစ်အသင်းကိုရောက်သွားပြီး ဲ့တကြောင့်ငကိုကျွန်တော်တို့သိထားတဲ့ဘုံမောက်လိုအင်ပြစ်အားပြစ်ဖြစ်ပါမလားဆိုတာစိုးရင်စရာလီဗာပူးကတော့ကစားသမားအသစ်တွေနဲ့အတူနီးပြအာနာစတော့ရဲ့ဒုတိယမြောက်ယာသီမှာတကယ်သူဖြစ်ချင်တဲ့သူလှုပ်ချင်တဲ့ပုံတံတန်အသွင်သစ်အတိုင်းပရိသတ်တွေဘယ်လိုမျိုးခံစားရမလဲကျွန်တော်တို့ရင်ခုန်သွားနဲ့ကြည့်ရှုရမှာပါကျွန်တော်ထားကြည့်မယ်လီဗာပူးပရိသတ်တွေမပြောနဲ့ကျွန်တော်တောင်မှလီဗာပူးရဲ့စုဖွဲ့မှုအသစ်တခုကိုရင်ခုန်နေပါပြီကျွန်တော်နောက်ထပ်တစ်ပွဲကတော့စနေည6:00နာရီမှာရှင်ပြိုင်ကစားမယ်အက်စတွန်ဗလာနဲ့နျူကာဆယ်ပွဲစဉ်ဖြစ်ပါတယ်အက်စတွန်ဗလာကတော့သူတို့ရဲ့အသက်အရွယ် ွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ကစားသမားအစုအဖွဲ့ကိုပြင်ဆင်ပြောင်းလဲဖို့ကြိုးစားနေတယ်။ Necklace Justin နဲ့သတင်းတွေထွက်နေတယ်လို့ကျွန်တော် တောင်ပန်နေရာတွေမှာလည်းတချို့ကစားသမားတွေနဲ့တောက်လျှောက်သတင်းတွေထွက်နေတယ်။တစ်ဖက်က Newcastle ကလည်းပြီးခဲ့သောဘောလုံးရာသီက Newcastle ထက်မကောင်းရင်တောင်မှအထက်မနေအောင်ဆက်လက်ကြိုးစားသွားဖို့ရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်းစနေညမှာအစောဆုံးကြည့်ရမယ်ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပါတယ်။နောက်ထပ်ပွဲတွေကိုတော့ကျွန်တော်ညဘက်9နာရီခွဲမှာရှင်ပြိုင်ကစားမှာပါ။ Brighton နဲ့ Fulham, Nottingham Forest နဲ့ Brentford, Sunderland နဲ့ West Ham, Tottenham Hotspur နဲ့ Burnley တို့ဖြစ်ပါတယ်ခင်ဗျ။အဲဒီပွဲတွေထဲမှာဆိုရင် Nottingham Forest နဲ့ Brentford ပွဲကလည်းရင်ခုန်ကျင်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ Tottenham Hotspur နဲ့ Burnley ပွဲစဉ်ကလည်းစောင့်ကြည့်ကျင်စရာပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ပွင့်လင်းမျိုးတော့ပွဲစဉ်တက်မှာကစားမဲ့ပွဲတွေကိုတော့ပရိသတ်တော်တော်များကြည့်ကြမှာပဲဘောလုံးပွဲတွေငတ်နေကြပြီဗျာ။နော်အဲ့တော့ကျွန်တော်တို့အဓိကကြည့်ရမှာ Nottingham Forest ရဲ့နီးပ ြတနေရဘသူဖြစ်လာနိုင်မလဲပေါ့အခုညူနိုဆန်တိုတာဝန်ယူနေစဲဆိုပေမဲ့လည်းညူနိုဆန်တိုနဲ့မရီနာကစ်ကြားထဲမှာပြဿနာအနေငယ်ရှိတဲ့အတွက်ကြောင့်နောက်ထပ်နီးပြတဲ့တရားကိုပဲခန့်အပ်မလား Nottingham Forest ရဲ့အထိုင်ကိုဖျက်မလားဆိုတာတစ်ချက်ကြည့်ရအောင်မယ်အဲ့တော့ Brentford ကလည်း Thomas Frank မရှိတော့တဲ့နောက်ပိုင်းမှာဘာတွေဆက်လုပ်ပြမလဲဆိုတာရင်ခုန်စွာနဲ့ကြည့်ချင်စရာပါအဲ့တော့ Tottenham Hotspur ကလည်း Thomas Frank ရဲ့ပထမဆုံးပွဲဥတွက်တပွဲဖြစ်လာမှာဖြစ်တယ်လို့ဘန်လီအသင်းကလည်း Scott Parker ရဲ့ပွဲဥထွက်ပရီးမီးယားလိပွဲတွေဖြစ်လာမဲ့အတွက်ကြောင့်ဒီပွဲတွေက ပြည်သက်အနေနဲ့ပွဲစဉ်တစ်ဖြစ်တာနဲ့အညီရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ညဘက်7နာရီမှာတော့ Matthias Cunha မရှိတော့တဲ့ Wolverhampton က Man City တင်းကိုအခက်ခံရှင်ပြိုင်စားရမှာပါ။ Man City ရဲ့ကစားသမားစုဖွဲ့မှုအသစ်တွေနဲ့အတူ Wolverhampton ကွင်းမှာဘလို့ရင်ဆိုင်ရှင်ပြိုင်ကစားမှာ။ကဲကျွန်တော်တို့တနင်္ဂနွေနေ့ရောက်သွားပြီဆိုတာနဲ့ညဘက်9နာရီခွဲမှာ Chelsea နဲ့ Crystal Palace တို့ရဲ့ London Derby ပွဲစဉ်တစ်ပွဲရှိပါတယ်။ Palace ကတော့ Europa League ဝင်ခွင့်ရထားတဲ့ FA Cup Champion ဆိုတော့ညလေအသင်းရဲ့အဓိကကစားသမားတွေကို ဆက်ထိန်နိုင်ဤမထိန်နိုင်ဤဆိုတာကျွန်တော်တစ်ချက်ဆောင်ကြည့်ရမယ်ရင်ခုန်စရာကောင်းပါတယ်ခရစ်စတပယ်လစ်ရဲ့အမကန်ကစားသမားတွေဖြစ်တဲ့မာတေတာအီဘရီချီအီစီစတဲ့ကစားသမားတွေကိုမထိန်သိမ်းနိုင်ဘူးဆိုရင်တော့ပယ်လစ်ကလည်းတိတ်ပြီးအစိမ့်မရှိတဲ့အသင်းမျိုးဖြစ်နေပါလိမ့်မယ်ချယ်စီကတော့အဲ့ဒီချိန်ကြရင်နောက်ထပ်ကစားသမားတစ်တွေလည်းခုံကောင်းခုံနိုင်တယ်ကျွန်တော်တို့လီယန်ဒီလက်ကိုပါမာနိုနီမဒူရဲ့ကေပက်ထရိုနက်ဒိုတို့ရဲ့အတွဲဖက်ကိုရင်ခုန်သွားနဲ့စောင့်ကြည့်ကြပါတယ်စတန်ဖို့ဘရစ်ကွင်းကြီးထဲမှာဘာလောက်ပြမလဲဆိုတာရင်ခုန်စရာကောင်းပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ပွဲက Super Sunday ရဲ့အကောင်းဆုံးပွဲပေါ့နော်ပွဲစဉ်တမာဒင် Arsenal နဲ့ Manchester United ရဲ့ထိပ်တိုက်တွေ့ဆုံမှုရှိနေပါတယ်ရှယ်ပါပဲအဲ့တော့ဘောလုံးပွဲတွေကို2လကျော်3လလောက်စောင့်ခဲ့ရတဲ့ပရိသတ်တွေအတွက် အဖွင့်ပွဲမှာနေကျွန်တော်တို့ကိုလုံးဝ surprise တိုက်သွားတာပဲ old trafford မှာ arsenal က united ကိုတွားရောက်ရှင်ပြိုင်ကစားမှာဆိုလဲမမားပါဘူးအဲ့တော့ arsenal ရဲ့စုဖွဲ့မှုအစ်တတွေဘလို့ရှိနေမလဲ manchester united ရဲ့စုဖွဲ့မှုတွေရောဘလို့ဖြစ်နေနိုင်မလဲဂျားထဲမှာကျွန်တော်တို့ချွတ်တင်ရင်ခုန်လို့ရတယ်ပွဲစဉ်တစ်ကနှစ်ဖက်အသင်းပြိုင်ပွဲတွေအတွက်မဖြစ်မနေစောင့်ကြည့်ကြစရာပွဲစဉ်တစ်ပွဲလည်းဖြစ်နေပါတယ်တနင်္လာညမှာတော့ည7:00ခွဲမှာ leeds united နဲ့ everton ပွဲစဉ်ရှိပါတယ် လီးစ်ကတန်တက်လာတဲ့အတင်းတင်းဖြစ်ပေမဲ့အိမ်ကွေးမှာအဲ့ခန်ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့တစ်ဖက်ကဒေးဗစ်မွိုင်းစ်ရဲ့အေဗာဒန်ရဲ့ချစ်လက်မှုအားလည်းဘလို့ပြန်ပြီးတုံ့ပြန်နိုင်မလဲဆိုတာရင်ခုန်သွားနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကဲကျွန်တော်ညီကိုရီနေနဲ့ဒီပွဲစဉ်တွေကိုဩဂုတ်လ16ရက်နေ့စနေနေ့မှာစတင်ပြီးတော့ကြည့်ရှုခန်းစားရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ညီကိုမောင်နှမတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။